င်္ဂလာပါရှင်။ရှမ်းကွန်မီဒီယာကကြိုဆိုပါရစေ နမ်ဆန်တွင်တက္ကသိုလ်ဝန်ထမ်းဆောင်မိပွဲကျင်းပမိစာစစ်ဌာနအတွင်မိဘလုံချုံရင်းနဲ့အခြားလိုအပ်သည့်များကွင်းစစ်စစ်ဆေးတဲ့တွင်ကိုတက်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်ခရိုင်နမ်ဆန်မြို့နယ်တွင်2025ခုနှစ်တက္ကသိုလ်ဝန်ဆောင်မိပွဲကျင်းပမိကာလအတွင်မိလောင်မှုမိလန်မှုစသည့်မိဘရဲ့နေအများမဖြစ်ပွားပဲចောင်းသားចောင်းသူများအေးချမ်းစွာဆောင်မိပွဲဖြည့်ဆွနိုင်ရန်အတွက်သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သောပူပေါင်းအဖွဲ့သည်ယနေ့နေ့လယ်၁၇ရက်ကအမနေရက်ွယ်ရှိအထက်က NMSN စာစစ်ဌာနအတွင်းမိဘလုံးစုံရေးကွင်းစစ်ဆေးခဲ့ကြောင်းသိရပါတယ် ထို့သောဆောင်ရရာတွင်နမ်ဆန်တက်နေမှုဘုံမူကြီးလင်ကိုမြို့နယ်စီမံအထောက်အယေဖွဲ့ဥက္ကဋ္ဌဦးနေမျိုးထွန်းရဲ့အဖွဲ့ဝင်များမြို့နယ်ရဲတပ်ဖွဲ့မှုရဲမှုအောင်စုံမှုမြို့နယ်ပညာရေးမှုဦးစင်မင်းထွန်းမြို့နယ်မိသက်ဦးစီမှုဦးမျိုးမြင့်အောင်နဲ့မိသက်တပ်ဖွဲ့ဝင်များမြို့နယ်ကျမရေးဦးစီးဌာနမြို့နယ်စီပင်သားရေးဌာနမြို့နယ်လက်စစ်တပ်အဖွဲ့ပြုရေးလုပ်ငန်းနဲ့ရင်ထင်းရဲတပ်ဖွဲ့ဝင်တို့မှတာဝန်ရှိသူများရက်ကွက်အုပ်ချုပ်ရေးမှုများနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များ ကစာစစ်ဌာနအတွင်းရှိစာပြေဆောင်များနဲ့အခန်းများအလိုက်မိဘလုံးစုံရေးစစ်ဆေးပေးခြင်းမိသက်ဆေးဘူးများစစ်ဆေးပေးခြင်းလျှက်စစ်မိသွယ်တန်းထားမှုအခြေအနေများကြီးစုစစ်ဆေးခြင်းမိသက်ရေကန်မိကျိမိကထားရှိမှုနဲ့ကျောင်းသားကျောက်သူများအစဉ်ပြေချောမေစာဆောင်မေပဲဖြစ်စနိုင်ရအတွက်အတန်ရှင်ရေးဈာမရေးဆိုင်ရာကိစ္စရများရင်သက်ဆက်တဲ့များဆွညာမှုမရှိစေရင်နဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ထားရှိမှုတို့ကိုစစ်ဆေးခဲ့ပြီးလိုအပ်သည့်များကိုသက်ဆိုင်ရာတာဝန်ရှိသူများကဆောင်ရွက်ပေးခဲ့ကြပါသည်။နမ်ဆန်မျိုးနယ်တွင်2025ခုနှစ်မတ်လ18ရက်နေ့၌စတင်ကျင်းပမည့်တက္ကသိုလ်ဝင်ခွင့်ဆောင်မိပွဲတွင် အထက်ကနမ်ဆန်စာစစ်ဌာနနှင့်အထက်ကခိုလန်းစာစစ်ဌာနနှစ်ခုတို့၌အတွင်းဖြေကျောင်းသားကျောင်းသူ433ဦးအပြင်ဖြေကျောင်းသားကျောင်းသူ56ဦးစုစုပေါင်း489ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြ ောင်းသိရှိရပါတယ်ရှင်။